Hello, welcome back. အခုဆိုလို့ရှိရင်မဆုကအခုပိုကင်နီကို အာတတုပ်ဟောပေးပြီးသွားပြီပေါ့နော်တတုပ်ဖြတ်ပြီးသွားပြီအဲ့ဒီမှာ မေးတဲ့သူတဲမှာ အာစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းလေးတစ်ခုပါလာတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့မဆုကဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ် သူကကြတော့ဗာမေးထားရလဲဆိုတော့အခုနိုင်ငံရေးအခြေအနေတွေကဒီလိုတွေဖြစ်နေခဲ့ပေါ့နော်ဘယ်နှစ်လောက်မှမှပြန်ကောင်းမလဲတဲ့တိုင်းပြည်ရေးရပေါ့နော်အဲဒီတော့အဲ့မေးတဲ့သူကိုမစုကအဖြေပေးပြီးသွားပြီဆောနာကတ်ဆွဲလိုက်တဲ့ဟာအရာဆိုလို့ရှိရင်တော့2030 2031မှာနိုင်ငံကြီးကလုံးဝကိုဟိုဖျူဖျဲပေါ့နော်ဖျူဖျဲနဲ့လုံးဝကို သိရမလားဟိုရုံရင်ဆန်ကဖြစ်သွားမယ့်ပုံစံပေါ့နော် ကက်ကဘာကက်ကြလဲဆိုတော့2030မှာထဝကက်ကြတယ်2031မှာကြတော့ debt ဆိုရဲကက်ကြတယ် debt ဆိုတာကြတော့သိမင်းပေါ့နော် debt ကိုကြတော့ reverse ကြတာပေါ့နော်သိမင်းက reverse ကြတယ်ဆိုတော့လုံးဝကြီးတော့အမြင့်တော့မပြတ်သေးဘူးဒါပေမဲ့ဟိုပြီးဆုံးကန်နေပြီပေါ့နော်အဲ့တော့မဆူယူစားတာ2032လောက်မှာဆိုလို့ရှိရင်တော့ဟို อืมအစားအနေပြန်စားမဲ့သဘောရှိရပေါ့နော်ဆိုလိုချင်တာကတော့ဒီစစ်အာဏာရှင်စနစ်ကြီးပြတ်တုံးသွားရင်လည်းပြတ်တုံးသွားနိုင်တယ်ပြတ်တုံးပြီးတော့တခုခုပေါ့နော်မမစုကအလောက်ထိမကျွမ်းတော့အသေးစိတ်တော့မစုမပြောပြတတ်ဘူးတခုခုအစ်စ်တဖန်တခုခုကို2032လောက်မှာအာစရမယ်လို့တော့မစုခက်မှန်းချက်ခက်ခက်မှန်းပြီးရေပေါ့နော် အဲ့တော့အခုကကြတော့ဒီဗီဒီယိုကလည်းအခုပြန်ရိုက်တယ်ဆိုတော့မဆုပြန်ပြီးတော့ကတ်တီကိုပြန်ဆွဲပေးပါမယ်2025နေပြီးတော့2035အထိတိုင်းရင်းပြည်အခြေအနေကဘယ်လိုရှိလဲနှစ်နှစ်တည်းအလိုက်ကိုမဆု compare လုပ်ပေးသွားမယ်ပေါ့နော်အမ်အဲ့တော့ let's get started နည်းနည်းတော့တာဝန်ကြီးတယ်အဲ့လိုမျိုး ိစ္စတွေဆိုလို့ရှင်လေမှားသွားလို့ရှင်လည်းမကောင်းတင်ပါနောက်ຫນ້າປွေလိုက်ပါမယ် က်တယ်။အဲဆိုရင်မဆုအခုနှာမွေပြီးပါပါပြီ။ဟမ်ဟာညမွေလာအောင်မယ်နော်။အဲ့လိုမျိုးတွေမသိမသားဖြစ်သွားတော့အဲဆိုရင်အခုကတော့စိတ်ကြည်နေသွားပြီဆိုတော့ခင်းလိုက်ပါမယ်။2025 2025နဲ့2030အထိကိုကတ်ဆယ်ပြီးသွားပြီအဲဒီတော့ဘယ်လိုပေါ်လာမလဲဆိုတော့ကြည့်လိုက်မယ်ပေါ့နော် ဆောနာအဲ့ဒီအမကိုတွက်ပေးလိုက်တာနဲ့ဟောပေးလိုက်တာနဲ့နည်းနည်းခက်ဆင်ဆင်ပဲဒီလားဒီမှာပြနေတာကတော့အခု2025ခုနှစ်ကဒီငလီနေပါတွေကတော့စိတ်တော့မကောင်းဘောเนาะ2025ကလေအာအရင်ဆိုရနေမဟုတ်ဘူးကွာ2025ဆိုလို့ရှိရင်ပြောရမယ်ဆိုရင2021ကနေစပြီးတော့စလိုက်တဲ့အခါမှာ2025ကနည်းနည်းလေးပို့ပြီးတော့ပိုကောင်းလာတဲ့ပုံစံပေါ့နော် ဟိုပြောရမယ်ဆိုလို့ရှင်တော့ပိုကောင်းတယ်ဆိုတာဒိုးဘက်ကကောင်းတာပေါ့နော်သူတို့ဘက်ကကောင်းတာမဟုတ်ဘူးနော်ဆိုတော့ပိုပြီးတော့စိတ်ကျဉ်းနှဆရာရလာတဲ့တည်င်းကောင်းနေကြရတဲ့နှစ်ပေါ့နော်အားရှိပါရှိရှိတဲ့နှစ်လို့ပြောလို့ရတယ်ပေါ့နော်2025ဆိုလို့ရှင်ပြန်2026ခွန်2028မှာတစ်ချက်ပြန်ကောင်းအောင်မယ်ကံကြမ္မာကြီးက ပြန်ပြီးတော့ဒုတ်ဘက်ကိုပြန်ရောက်လာမယ်ပေါ့နော် Wheel of Fortune ဆိုတာကလုံးဝပြီးပြည့်စုံတဲ့နှစ်ပေါ့နော်2028ကဆိုလို့ရှိရင်အဲ့ဒီတော့အပြောင်းအလဲကြီးတစ်ခုခုဖြစ်မယ်2028မှာဟိုလုံးသမားကန်တွေကကန်ကောင်းမဲ့နှစ်ပေါ့ကောကန်ငါတို့ကငါတို့တော့ဖြစ်တယ် sorry တို့တွေကကန်ဆိုးလာတာ2021တည်းကအခု2025လေးကနည်းနည်းပြန်တက်လာတယ်2028ဆိုလို့ရှိရင်ပို့ပြီးတော့ပြန် ြန်ကောင်းလာမယ်နှစ်ပေါ့နော်ကိုရီဘက်ရောက်လာတဲ့ကံကြမ္မာကိုရီဘက်မှာရှိရဆိုတဲ့ပုံစံပေါ့နော်2028 2029ကတိတ်မကောင်းသေးဘူး2030မှာဆိုလို့ရှိရင် release လောက်ရမယ်နှစ် release ဆိုတာကြတော့ဒိုးတွေရဲ့ဘယ်လိုပြောမလဲအမ်ဘာလဲဟိုမကောင်းတဲ့ energy တွေကို release လောက်ရမယ်နှစ်กว่าအဲ့တော့ ဟို energy ကနည်းနည်းပို့ပြီးတော့တန့်စင်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဒီမှာကျတော့လုံးဝအချိန်အပြောင်းကြီးရှိတာကြောင့်2028လို့ပြောလို့ရတယ်ဒီမှာဒီမှာအခုတွက်တာကြတော့လေ2028ကအချိန်ပြောင်းတစ်ခုဖြစ်မယ်2030မှာအာ release ဖြစ်မယ်ပေါ့နော်ဆောနာအမအကိုတွက်တာကလည်းဟိုဟာခက်ဆင်ဆင်ပဲပေါ့နော်ဒီမှာ solution 2030မှာ release ဖြစ်မယ်ထပ်ဆွဲအောင်မယ်2031နိ

2031ကဆိုလို့ရှိရင်အလောက်မကောင်းသေးဘူး2031က still အာမမျှတမှုတွေတည့်ရမလားမတရားမှုတွေနည်းနည်းကြံ့သေးရဲ့ကွာ2032မှာတော့ပိုကောင်းလာလိမ့်မယ်ပိုကောင်းလာမှာမဟုတ်ဘူးလုံးဝကိုကန်တရားကြီးကပြန်ပြီးတော့ဒိုးဘက်ကိုပြန်လာမှာပေါ့နော်ဒါ2032 2034လဲကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့1 2 3 4 5 6890 okay ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ2025ကဒိုးတွေစိတ်ကြည်နှက်စရာကောင်းတဲ့နှစ်ပေါ့နော်2028မှာတိုင်းပြည်အတွက်အအပြောင်းလဲအကြီးကြီးတစ်ခုဖြစ်မယ်2030မှာဆိုလို့ရှိရင်မကောင်းတဲ့ energy တွေမကောင်းတဲ့သူတွေကိုမဆုရုက release လုပ်ရမယ်နှစ်ဖြစ်တယ်အဲ့ဒီမကောင်းတဲ့သူတွေကလုံးဝ picture တွေကနေပြီးတော့ remove ဖြစ်သွားနိုင်မယ်ပေါ့နော်2032မှာဆိုလို့ရှိရင် ဒိုးတွေဒိုးတွေချစ်တဲ့သူပေါ့နော်ဒိုးတွေချစ်တဲ့ခေါင်းဆောင်ဒိုးတွေချစ်တဲ့သူတယောက်ယောက်ကတိတ်ချရဲပြန်ဝင်လာလိမ့်မယ်ဟိုဗာလဲဒိုးတွေမျက်စိရှိပေါ်မျက်စိရှိပေါ်ပြန်ရောက်လာမယ့်ပုံစံပေါ့နော်2032 2033ကတော့ဆိုးဆိုး2034ရလဲကံကံကောင်းခြင်းတွေဒိုးအတွက်အခွင့်အလမ်းတွေကံကောင်းခြင်းတွေပြီးတော့နှက်ပြရနေပြီးတော့ဟို the cool cool but not the cool cool lab your present will be the bones and today that on the town that don't sorry not town don't okay. that lee okay not town don't that okay and you know i hope that makes sense and so far it really does for me and thank you very much for watching and see you next time bye